အလုံးမင်းမင်္ဂလာပါဒီနေ့မြမရွှေဈေးကညနေမှာနှင်းငယ်ဈေးပြန်ကျပါတယ်။ထိုင်းဘတ်ငွေဈေးကျပြီးတော့မြန်မာငွေဈေးနှင်းငယ်ပြန်တက်ပါတယ်။တခြားငွေဈေးတွေကပုံမှန်ပေါက်ဈေးတိုင်းပဲရှိနေပါသေးတယ်။ဒီနေ့က6ရက်နေ့3လပိုင်း2020နဲ့5ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ချိန်ညနေ9:30မိနစ်ရှိနေပါပြီ။မြမရွှေဈေးက15ပဲရေတစ်ကြက်သားကို62သိန်းနဲ့မှ9000 16ပဲရေတစ်ကြက်သားကိုဆိုင်ကရောင်းတဲ့ဈေးက66သိန်းနဲ့မှ4000ဆိုင်ကလက်ခံတဲ့ဈေးက65သိန်းနဲ့မှ6000 လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေတားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှင်းငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်။ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကတဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက၄,၄၀၀နဲ့မှ30၊ဆိုင်ကလက်ခံတဲ့ဈေးက၄,၃၀၀နဲ့မှ80 ယူရိုငွေတယူရိုကိုမြန်မာကျပ်ငွေ4900နဲ့မှ60စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3300နဲ့မှ60ဆိုင်ကလက်ခံတဲ့ဈေးက3300နဲ့မှ30တရုတ်ငွေဒီယွမ်ကိုမြန်မာကျပ်ငွေ600နဲ့မှ30အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2000နဲ့မှ800ไทยแมเนမြန်မာကျပ်ငွေဈေးနှုန်းတွေကပက်ပေးကျပ်ယူသမားတွေကဘတ်ငွေ980ကိုမြန်မာကျပ်ငွေတသိန်းပက်ပေးပဲယူသမားတွေကကျပ်သိန်းကိုဘတ်ငွေ965ပဲ ဂျပန်ငွေ3443.5တသမာ5နှစ်ကိုမြန်မာကျပ်ငွေတဲ့မလေးငွေ69တသမာ5သုံးညကိုမြန်မာကျပ်ငွေတဲ့ကိုရီးယားငွေ3333.33တသမာ33ကိုမြန်မာကျပ်ငွေတဲ့လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်ပါတယ်ငွေလွှဲတော့မယ်ငွေလဲလဲလုတော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ဖုန်းဆက်ပြီးမှငွေလဲလဲလောက်ကြပါလို့ကျွန်တော်ကကြံပြုခြင်းပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုမြန်တမ်းတင်ပေးပါရစေမြန်မာရွှေဈေးငွေဈေးတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို follow လုပ်လိုက်လှူထားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ